ရိသတ်တို့အလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အခင်မူပါဒီ channel မှာလည်း recap တွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက် subscribe လုပ်ထားပြီးတော့စောင့်ကြည့်လို့ရပါတယ်ဆိုတော့ဒီနေ့မှာဆိုတော့ပြီးခဲ့တဲ့ရပိုင်းမှာအပိုင်းတစ်ကနေစတင်တင်ဆက်ပေးလာခဲ့တဲ့ Netflix ကနေနောက်25ခုနှစ်မှာထွက်ရှိထားတဲ့ One Life Gives You Tangerine ဆိုတဲ့ Korea drama series လေးကိုနောက်တစ်ပိုင်းတင်ဆက်ဖို့အချိန်ကျလာပြီဖြစ်ပါတယ်ဆိုတော့ဒီကားတွေပါ IU လဲပါတယ်ပတ်ဖို့ကန်လဲပါထားပြီးတော့အများစုလဲညှို့နေကြတယ်လို့တကယ်ငယ်ဘွားကိုပြန်လဲပြီးတော့ခန်းစားသွားစီမဲ့ 1960အခြေပြု drama စီးပွားဇာကားလေးဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့မှာတော့ပိုင်းရှစ်ကိုရောက်ပါပြီအစားအိမ်မကြည့်ရသေးရင်တက်မှာသွားပြန်ကြည့်လို့ရပါတယ်ဆိုတော့ဒီနေ့အစီအစဉ်လေးကိုစလိုက်ပါမယ်ခင်ဗျာဒီပိုင်းအစားမှာတော့ရဲတွေဟာဂုံမြောင်းရဲ့အိတ်တွေကိုတေချာဖြွင့်ကြည့်ပြီးတော့ဆစ်ဆေးနေခဲ့ပါတယ်ဂုံမြောင်းတော့ဘူဆန်တို့ကဖမ်းခံတဲ့အမေတူတမီးပီပီမဟုတ်မမှန်တခုံးမကြံပြန်ပြောနေခဲ့တာပါရဲတွေကတော့ကြွေဦးပေးမှာရှိတဲ့စိန်လက်စုပ်ကိုသာမေးနေပြီးတော့ဂုံမြောင်းကမြင်အောင်မြင်မှုတာကြောင့်ပြောရခက်နေပါတယ် အဲနောက်ရဲတွေကအိတ်တွေထဲမှာဘာမှရှိလာကြောင်းရဲမေခေါ်ပြီးတော့ကိုမြောင်ကိုပေါ်မှာလက်စုပ်ဖွက်မဖွက်ရှာခိုင်းမှုစူးစမ်းနေပါလေကိုမြောင်ကတော့သူတခိုးမဟုတ်တာကြောင့်ရှာဖွေဖို့ညင်းနေခဲ့ပါလေရဲတွေကကိုမြောင်အိုးထဲကငွေတွေယူသွားတဲ့ကိစ္စကိုပါမသိကြအောင်ဆောင်ပေးထားတာကြောင့်လက်စုပ်ကိုအခုထုတ်ပေးဖို့ပြောနေပါလေကိုမြောင်အိုးထဲကငွေရသူကိုယ်တိုင်ရှာထားတာကြောင့်သာယူရတာဖြစ်ကြောင်းကိုပြန်ပြောလိုက်ပါလေအဲနောက်ရဲတွေကကိုမြောင်တရားမဝင်ဂိုက်ပြတာတွေသိသွားပြီးတော့စင်းရဲမိသားစုကမှန်သိတယ်လို့ပြောပါလေ အဲအင်္ဂါတော့ဂုံမြောင်ဆင်းရဲပြီးတော့တက္ကသိုလ်ကျောင်းသူမလို့အလုံးမတော်လဲဂီယူဆိုင်ပေးခဲ့တဲ့ပြင်ငွေခိုးတာကိုလည်းမသိတလို့နေခဲ့တာလို့ပြောလိုက်ပါလေဂုံမြောင်တော့ပတ်စံမရှိတဲ့သူကခိုးစရာအကြောင်းမရှိလို့ရိုက်တက်ပြင်းအောင်မခိုးဘူးလို့ပဲပြန်ပြောနေပါလေဂုံမြောင်ကခန္ဓာကိုယ်ရှာခွင့်လုံးဝမပေးတာကြောင့်ရဲတွေကတော့အိမ်ဖုန်းနံပါတ်တောင်းပြီးတော့အဖေကိုခေါ်မယ်လို့လုပ်နေခဲ့ပါလေဂုံမြောင်ကတော့တခိုးမုန်းတဲ့အတွက်အဖေကိုခေါ်စရာမလိုဘူးလို့အော်ဟစ်ပြောဆိုနေပါလေရဲတွေကတော့ဂုံမြောင်သားအပြစ်ကင်းတယ်ဆိုတေချာပေါက်ခေါ်ရရမှာပေါ့လို့ပြောနေပါလေ။ ကိုမြောင်လည်းသူသားဆိုးမှတကိုးလို့ရတယ်လို့ပြီးတော့နေနေတာလို့ပြောလိုက်ရင်အဖေကစိတ်မကောင်းဖြစ်ပြီးဒေသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။တပတ်မှာတော့ကွမ်ရှိကအဆောင်မာနေတဲ့သမီးဖြစ်သူကိုအဆောင်ရှိကကားမတိုင်မှာထိုင်ဆောင်နေပါတယ်။ရုံမုံလည်းသူရှိနေပြီးတော့နေရခန့်နေရာကြောင့်အဆောင်မာရှိတဲ့သူအားလုံးဒီမှာကားစီးလားလို့ထားပြီးတော့ပြောလိုက်ပါတယ်။ကွမ်ရှိကတော့နေရတာအဆင်မပြေတာကြောင့်ပြန်လွတ်နေပေမဲ့ရုံမုံကသူကိုယ်တိုင်အိမ်ပြန်ဖို့ဒီမှာပဲဗတ်စီးရမယ်အကြောင်းကိုပြောလိုက်တာပါ။ပြီးတော့ရုံမုံကတောက်ကြနေသည့်ပိတ်ရရတယ်လို့ပြောလိုက်တာကြောင့် ွမ်ရှိကတော့စောစောပြန်ဝင်ဖို့သာဘူးကလန်ပြောလိုက်ပါတယ်။အဲနောက်မှာတော့ွမ်ရှိကယုံဘုံသူသမီးဂွန်မြောင်နဲ့မတွဲဖို့တေချာမှာနေခဲ့ပါတယ်။ယုံဘုံကတော့ဘာမှပြန်မဖြေတာကြောင့်ွမ်ရှိလည်းသူတို့နှစ်ယောက်ခိုးတွဲနေအောင်တည်သွားခဲ့ပါတယ်။ဒါပေမဲ့ယုံဘုံကတော့မျက်ရည်တွေဝဲပြီးတော့သူအမြဲတမ်းအထားခဲ့ခံရတာပါလို့ပြောလိုက်ပါတယ်။အဲကြောင့်ွမ်ရှိလည်းရည်ပြီးတော့ယုံဘုံကចောင်းသားဆိုပေမဲ့အမြဲတမ်းမင်းကလေးနောက်ပဲလိုက်နေကြအောင်အထားခံရတာလို့ပြောလိုက်ပါတယ်။ပြီးတော့ွမ်ရှိကယုံဘုံဖေးတားဖြစ်သူကိုတက္ကသိုလ်လွတ်တာရည်စားထားဖို့ပဲမဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ရုံဘွားတော့အဲ့လိုမဟုတ်ပဲဂုံမြောင်းစီကပဲရှစ်ကြိမ်တိုင်းတိုင်းအထားခံခဲ့ရကြောင်းကိုပြောပြလိုက်တာပါအဲတော့ကွမ်းရှစ်လည်းစိတ်ဝင်စားသွားပြီးတော့ဘာလို့ထားခံခဲ့ရတာလဲဆိုတာမေးကြည့်ပါတော့တယ်ပြီးတော့ကွမ်းရှစ်ကသူသမီးက၅နှစ်တိကြီးလာရင်အဖေနဲ့ပဲလက်ထပ်မယ်လို့တော့ပြောပြီးတော့အမြင့်ကိုပဲမှန်းချောင်းပြောပါတယ်အဲဒါကြောင့်လည်းရုံဘုံမျက်လုံးထဲမဝင်တာတေးကြတယ်ကွမ်းရှစ်ကပြောပါတယ်ကွမ်းရှစ်လည်းဂုံမြောင်းမှာအဖေရှိလာတဲ့ရုံဘုံကိုဘွားနဲ့ကိုနေတော့ဖို့ပြောလိုက်တာပါဒါပေမဲ့ရုံဘွားနဲ့သူ့ကိုဂုံမြောင်းပြန်ခေါ်လိုက် ထားလိုက်လို့နေရက ရှားပြသေးရဲ့လို့ဖြစ်နေလို့စကားပြောပေးနေရတာလားဆိုတဲ့အကြောင်းပြချက်ပဲလို့ပြောလိုက်ပါတယ်။အဲကြောင့်ကွမ်ရှစ်လည်းအဲဆုံးလဲအဲ့ဒီစကားပြောခဲ့တာကိုပြန်ပြီးတော့သတိရသွားခဲ့ပါတယ်။ကွမ်ရှစ်ကသူနဲ့အဲဆုံးရဲ့အတိတ်ကဖြစ်ရတွေကိုမြ мян ဆက်ဆံပဲတွေးမိသွားခဲ့ပါတော့တယ်။အဲနောက်မှာတော့ကွမ်ရှစ်ကရုံးပုံးသူ့နားအနေထွက်သွားဖို့ပြောလိုက်ပါတယ်။တမမှာတော့ဂျန်နီကလက်စုပ်ကိစ္စလိန်လာလားလို့သူ့အမေကိုမေးနေခဲ့ပါတယ်။ဂျန်နီလည်းဘာမှမဖြေတဲ့သူ့အမေဘာလို့ဂုံမြောင်းကိုရဲစခန်းကြီးပို့ရတာလဲလို့မေးလိုက်ပါတယ်။ ဂျန်နီကတော့ပုံမှန်တိုင်းဂုံမြောင်းကိုလည်းနာမည်ပြည့်စင်းသွေးပြီးတော့ဖြုတ်စေချင်နေခဲ့တာပါဒါမဲ့အမေဖြစ်သူကတော့တကိုးစကားကိုဘယ်သူမှမယုံတာကြောင့်တကိုးလို့သာဆွဆွဲပြီးတော့ပေါက်ကရအကုန်ပြောတဲ့လူဖြစ်အောင်လှုပ်ထားမှနောက်ဆက်တွဲတွေမလာနိုင်ပါလို့ပြောလိုက်ပါတယ်ဂုံမြောင်းသာဒီတိုင်းလှုပ်ပေးထားလိုက်လို့ရှိရင်ဒဲချီတုံကအိုဂျန်နီကဆောင်းပွဲအစားဖြေမဲ့သူကိုရှာနေရလို့တရင်ထွက်သွားမဲ့အကြောင်းဂျန်နီမေကပြောနေခဲ့ပါတယ်အဲဒီအချိန်မှာဂျန်နီတို့အိမ်ကထမင်းချက်တဲ့အတော်ကြီးကအခန်းကိုရှင်းနေဘူးထဲမှာထည့်သိမ်းထားတဲ့စိန်လက်စုပ်ကိုတွေ့သွားခဲ့ပါတယ် အားလုံးတို့ရလက်စုပ်ကိုဖွဲ့ယူပြီးတော့အခန်းထဲကပြန်ထွက်လာခဲ့လိုက်ပါလေ။ဂျန်နီကတော့သူ့မိကိုပတ်ဆံရှာတာမရက်ဖို့နဲ့ပြုတ်ကျသွားနဲ့အကုန်လုံးကဖိနှိပ်တော့မှလို့ပြောနေခဲ့ပါလေ။အဲနောက်မှာတော့အတော်ကြီးကပန်းပုံစံလက်စုပ်ကြောင့်ရုတ်တရက်ကြီးထားမေးပြီးတော့ခေါင်းအောင်ထဲကိုလွတ်ပြစ်လိုက်ပါလေ။ပြီးတော့မှခေါင်းအောင်ကိုလက်နဲ့နှိုက်ပြီးတော့လက်စုပ်ကခေါင်းအောင်မှာရှိနေလို့လှမ်းပြီးတော့ပြောလိုက်ပါလေ။အဲနောက်အတော်ကြီးကလက်စုပ်ကိုပြပြီးတော့ရဲစခန်းကိုဖုန်းဆက်ဖို့ပြောပါလေ။ပြီးတော့ဂုံမြောင်းလည်းတောင်းပန်မှုအတော်ကြီးကပြောပြီးမယ်။ဂျန်နီမိကလက်မခံခဲ့ပါဘူး။အဲနောက်အတော်ကြီးလည်းပရင်းပေါက်တကားကိုဖွင့်ပြီးတော့ ရဲစခန်းကိုဖုံးမဆိုင်လက်စုပ်ကိုလွတ်ပြစ်လိုက်မယ်လို့ပြောကချင်းချောက်လိုက်ပါတော့တယ်။ဂျန်နီမင်းလည်းအမြန်ပြေးလာပြီးတော့လက်စုပ်ကအရန်ကိုအဖိုးတန်တာကြောင့်အတင်းလာပြီးတော့တားပါတော့တယ်။အတော်ကြီးလည်းကိုမြောင်ကိုတကူးလို့တိုင်ပြီးရင်သူ့ကိုပါလွတ်ပြစ်တဲ့သူလို့ထတ်တိုင်အောင်မလားလို့မေးလိုက်ပါတယ်။ဂျန်နီမင်းလည်းအတော်ကြီးကိုရောင်းလိုက်အောင်လက်စုပ်စည်းပြန်မရဘူးလို့ပြောနေပါတယ်။အတော်ကြီးကတော့ကိုမြောင်နဲ့တိတာကြောင့်ဝင်ပါလာလို့ပြောလိုက်ပါတော့တယ်။အဲ့နောက်မှာတော့အိမ်မှာဖုန်းလာတာကြောင့်ဦးမြောင်ကင်လိုက်တဲ့အခါမှာကိုမြောင်ဆက်တာဖြစ်နေပါတယ်။ ။ဦးမြောင်တော့ပတ်စံတောင်းမယ်ဆိုရင်အိမ်မှာပတ်စံမရှိတောင်းကြိုးပြီးတော့ပြောနေခဲ့တာပါ။အဲနောက်အဲဆုံးလဲသူသမီးဖုန်းလာတာကြည့်ပြီးတော့ဝမ်းသာအားနဲ့လာပြီးတော့ကင်မာတော့တယ်။အဲတော့ကကိုမြောင်အစိုးမြောင်ကလူတွေမကောင်းတာကြောင့်ကလေးလိုငိုချင်ခဲ့ပေမယ့်အမေရဲ့စိတ်ပူတဲ့စကားတစ်ခုကြောင့်စကားမပြောနိုင်ခဲ့ရှာပေါ့။ကိုမြောင်လဲဘာမှမပြောပြပဲမျက်ရည်တွေတုပ်ကာဒီတိုင်းဖုန်းဆက်တာပါလို့ပဲပြောလိုက်ပါတယ်။ကိုမြောင်တော့အမေဖြစ်သူကိုဈေးများမှုပြောနေမယ်အမေကအမြဲတမ်းသူ့အတွက်နဲ့လမ်းပေါ်မှာထမင်းစားရတာကြောင့်သဘောမကျပါဘူး။ကိုမြောင်လဲအမေဖြစ်သူအဲဆုံးကခါနာနေပြီမဲ့ ပတ်စံရဖို့အတွက်အမြဲတမ်းအဲ့ဒီပင်လယ်ကူတွေကိုပဲရှာနေတာကြောင့်ဒေါသထွက်နေခဲ့ပါလေ။ကိုမြောင်ဆိုင်ဖြည်းဖြည်းဖြွင့်စေခြင်းပြီးတော့အဲဆုံးကတော့ပတ်စံရှိမှဖြွင့်လို့ရမှာပေါ့လို့ပြောပါလေ။ကိုမြောင်နဲ့အမေကဘာလို့အမြဲတမ်းပတ်စံမရှိရတာလဲလို့မေးလိုက်ပါတော့တယ်။ကိုမြောင်ကတော့သူ့ကြောင့်ဆင်းရဲတဲ့အမေကိုဒေါသထွက်နေခဲ့တာပါ။အဲနောက်အမေဖြစ်သူကအဖေပြန်သွားပြီလားလို့မေးပါလေ။တကယ်တော့အဲဆုံးကသူသမီးကိုမြောင်ကွမ်ရှိကိုတွေ့လို့ဖုန်းဆက်တယ်လို့ထင်နေရပါ။ကွမ်ရှိကလူကယ်ပေးလို့ဂျေဆုတင်လက်မှတ်ရထားဖြစ်ပြီးတော့ မျိုးတော်ဝင်ကရွာသားတွေအုပ်စုလိုက်သူ့ကိုပြည်မာကြီးကိုလိုက်ဖို့ပေးပါတယ်။ပြီးတော့အဲ့ဒီမှာပြားထားတဲ့သေးဖွင့်နိုင်အောင်လက်မှတ်တွေပေးထားမလို့ဂုံမြောင်ကိုပြောလိုက်ပါတယ်။အဲဆုံးကတော့ကွန်ရှစ်ကဂုံမြောင်ကိုတွေ့ကျင်လာကြအောင်လာခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဂုံမြောင်ကသူမအားထားကြအောင်အဖေပြည့်သူရောက်လာတာကိုစိတ်တုန်နေတာပါ။ဂုံမြောင်ကတော့သူဆွဆွဲခံရတဲ့ကိစ္စကိုတလောကလုံးသိရင်တော့အဖေနဲ့မေကိုမသိစေချင်ပါဘူး။အဲနောက်မှာတော့ဂုံမြောင်စီးလာတဲ့ဘတ်ကတိတ်မကြခင်မှာအဆောင်ရှိကိုရောက်လာခဲ့ပါတယ်။ဂုံမြောင်ကားမတိုင်မှာမောင်နဲ့ထီသူ့ကိုထိုင်ဆောင်နေအဖေကိုမြင်ပြီးတော့ငိုပါတော့တယ်။ ကိုမြောင်သူ့ကိုယ်သူထွက်နေတဲ့ဒေါသတွေကိုအဖေဘော်ကိုပုံချပြစ်လိုက်ပါတယ်။အဖေကတော့အပြေမှာအရန်အေးတာတောင်သမီးဖြစ်သူကိုဂယူဆိုင်ဖို့ပြောနေခဲ့တာပါ။အဲနောက်မှာတော့ကွမ်ရှိကပင်လဲသားခေါဆွဲဆိုင်ကိုခေါ်လာပြီးသမီးဖြစ်သူစားကျင်တာတွေကိုမှာပြီးတော့ကြွေးပါတော့တယ်။ကိုမြောင်လည်းမေးကြတယ်မေးနေပြီးတော့ကွမ်ရှိကတော့သူသိကျင်တာပြောကျင်တာတွေသာပြောနေခဲ့ပါတယ်။ကိုမြောင်ကသူ့သားဖဒီလိုသာလုပ်နေမယ်ဆိုရင်ဘာလို့သမီးတို့လာစားနေလဲလို့ပြောပါတယ်။ကိုမြောင်လည်းသူအချိန်မှအလုပ်ထွက်လုပ်လိုက်ပြီးတော့ပညာသင်စုများတော်တာကြောင့် အဆောင်ကစားသူ့ကိုနှင်ထုတ်နေတဲ့အကြောင်းကိုပြောပြပါတယ်။အဖေကတော့ဘာမှမပြောဘဲရပါတယ်ဆိုရတခွန်းသာပြန်ပြီးတော့ပြောခဲ့တာပါ။ပြီးတော့ကွမ်ရှိကစိုးမရှိတဲ့ကလေးတွေကအကုန်လုံးအထက်တန်းကျောင်းထိတ်ဆုံးကကလေးတွေမလို့ကိုမြောင်ကျောင်းနေနဲ့ဆိုလို့ရှိရင်ရေအိုင်ငယ်တွေကနဂားလေးလိုပဲလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ကိုမြောင်ကအမြဲတမ်းထိတ်ဆုံးမဖြစ်နိုင်ဘူးလို့ကွမ်ရှိကပြောပါတယ်။ဒါပေမဲ့ကိုမြောင်ကသူ့ဖေပြောတဲ့ရေအိုင်ငယ်တွေကနဂားဆွဲစကားကိုအရင်ကမုန်းနေတာပါ။ကိုမြောင်ကပညာတော်သင်အစီအစဉ်ကိုစိတ်ဝင်စားပေမဲ့မသွားဘဲနေတော့မလို့ဆုံးဖြတ်လိုက်တာပါ။ ။ဦးရရင်ကဂုံမြောင်စာကိုစားသွားမှောက်ပြီးတော့ရန်ကိုစိတ်ထိခိုက်နေခဲ့ပါ။ဂုံမြောင်လည်းသူကအချိန်ပိုင်းမလုပ်ချင်မဲပညာတော်သင်လဲသွားခြင်းတို့လှုပ်ချင်တဲ့ဟိုဒီဒီတွေကိုလည်းအကုန်လုံးလှုပ်ချင်ပေမဲ့ဘာမှမလုပ်တော့ပဲလက်လွတ်ချလိုက်တော့မယ်လို့အဖေကိုပြောနေခဲ့ပါတယ်။ကွမ်ရှက်ကလည်းဂုံမြောင်လှုပ်ချင်တာတွေကိုဖမ်းဆွဲထားတာကအဖေမေးလားလို့မေးလိုက်ပါတယ်။တကယ်တော့ဂုံမြောင်ကအပြည့်ရှိတယ်လို့စိတ်ခံစားနေရပြီးတော့အဝေးကြီးကိုထွက်ပြေးသွားခြင်းပေမဲ့ထွက်ပြေးမရဖြစ်နေခဲ့ပါတယ်။ဂုံမြောင်စိတ်ထဲမှာတော့အဖေပြီးသူကိုတောင်းပန်နေပေမဲ့ဇူးလိုစကားတွေကိုသာပြောထပ်မိသွားခဲ့တာပါ။ အဖေပြေသူကတော့ဘာမှမညူစုပဲလှုပ်ချင်တာတွေကိုသာလိုက်လှုပ်ဖို့ပြောနေခဲ့ပါလေ။ပြီးတော့ကွမ်ရှစ်ကသူ့ပကံထဲကပြီးကြီးငားတွေဖယ်ထားတဲ့ပကံကိုကွန်မြောင်းစိတ်တိုးပေးပြီးတော့သူခုထိဒီမှာရှိနေတဲ့အကြောင်းလှုပ်ချင်တာကိုလှုပ်လိုက်ဖို့ပြောပါလေ။အဖေကကွန်မြောင်းငယ်ငယ်လေးကဘာမှမစိုးကိုမဖြစ်ဖြစ်အောင်လှုပ်ပေးခဲ့သူပါ။ကွန်မြောင်းတော့သူကကလေးလေးမဟုတ်ဘဲနဲ့ဘာလို့ပြီးကြီးငားပေးတာလဲလို့မေးလိုက်ပါလေ။အဲဒါမှတော့အဖေကကွန်မြောင်းကိုငါကစိတ်မပူဘဲနဲ့နေရာကောင်းရှာထားဖို့ပဲပြောလိုက်ပါလေ။ ပြီးတော့ဂွမ်ရှစ်ကပတ်စံဆိုတာပင်လယ်ရှိနေသူတွေရှာနေနိုင်တာကြောင့်ငါးတွေအကုန်ဖမ်းပြီးသူရှာပေးမယ်လို့ပြောပါတယ်။ကိုမြောင်ဝမ်းနေပြီးတော့မျက်ရည်တွေငိုရှိုက်ကအဖေကိုတော့ဘာမှပြန်မပြောနိုင်တော့ပါဘူး။ဂွမ်ရှစ်လည်းဘာတစ်ခုမှပြန်မပြောတဲ့သမီးဖြစ်သူကိုမာစာရှိတာတွေပြန်ပြီးတော့မှာနေခဲ့ပါတယ်။ကိုမြောင်တော့အမြဲတမ်းအဖေနဲ့တွေ့တိုင်းစိတ်တူဖို့ကောင်းတယ်လို့ပဲပြောနေခဲ့တာပါ။အဖေပြေသူကတော့သူတို့နဲ့ကိုမြောင်နေတဲ့နေရာဝေးလွန်တာကြောင့်လာမလဲပြေးတဲ့သမီးစီကိုတတိယတိုင်းမရမကလာတွေ့တာပါပဲ။အဲနောက်မှာတော့ဘတ်ကားထွက်ချိန်မှာအဖေပြေသူကကားပေါ်ကနေ သူသမီးကိုလက်ကလေးလှမ်းပြနေခဲ့ပါတယ်။ကိုမြောင်နဲ့အမေကိုတိုင်းကအဝေးကြီးကနေတကူတကရောက်ချလာတဲ့အဖေးကိုကောင်းကောင်းဆက်ဆံပေးဖို့မှာထားကြအောင်စိတ်ကိုလျှော့ချလိုက်ပါတယ်။ပြီးတော့အဖေးတွေ့တော့ကိုမြောင်အနည်း20လောက်တစ်ဖက်သက်အချစ်ဖြစ်ခဲ့တာပါပဲ။အဲနောက်မှာတော့ ADS ကကိုမြောင်အိတ်ကတည်းထည့်ထားတဲ့သူ့လက်ကိုထုတ်ပြီးတော့ကားပေါ်ကအဖေးကိုလက်လှမ်းပြလိုက်ပါတယ်။ကွမ်ရှိလည်းအယံကိုပြောပြီးတော့လက်နှစ်ဖက်နဲ့အားအပါရနှုတ်ဆက်နေခဲ့ပါတယ်။ကွမ်ရှိကပြည်ကြီးကသွားဖမ်းတိုင်းသူ့ကိုနှုတ်ဆက်နေကြသမီးလေးရဲ့မျက်နှာကိုပြန်ပြီးတော့မြင်အောင်နေခဲ့တာပါ။ အဖေရဲ့မျက်လုံးထဲမှာတော့ဂုံမြောင်လေးဟာရွှေမြောင်သေးတဲ့ခလေးသားသားလေးပါပဲအဲနောက်မှာတော့အုံမြောင်ပြဒနာရှာတာအကြောင်းအဲဆုံးလဲလက်ဆောင်လေးနဲ့အเจ้าကိုလာပါတော့တယ်အဲဆုံးကတော့ကားကနေဖြုတ်ရောင်းခဲ့တဲ့စာလုံးကိုပြန်ရှာဖို့တားကိုပြောနေခဲ့ပါတယ်အဲနောက်မှာတော့အဲဆုံးဟာဆရာကားလာတာနဲ့လှမ်းတားပြီးတော့လက်ဆောင်လေးပေးနေခဲ့ပါတယ်တပတ်မှာတော့ဂျန်နီမေကအရက်တောင်းနေတဲ့အတော်ကြီးကိုဂုံမြောင်နဲ့ဘာပတ်သက်လဲလို့မေးနေပါတယ်တကယ်တော့အဲ့တော်ကြီးကဘူဆန်အတဲခုဆောင်မှာကွမ်ရှင်းနဲ့အဲဆုံးကိုကယ်ခဲ့တဲ့အမျိုးသမီးပါပဲ။ ဲတုန်းကကွမ်ရှိတို့အိတ်အခိုးခံလိုက်ရတာကြောင့်အမျိုးသမီးစီလာပြီးတော့တဲခူဆောင်ပိုင်ရှင်ကလိန်နေအကြောင်းပြီးတော့ခီးဆောင်အိတ်တွေအခိုးခံနိုင်တဲ့အကြောင်းကိုတတိလာပြီးတော့ပေးခဲ့တာပါဒါပေမဲ့အမျိုးသမီးကတော့သူနယ်လဲမသိပဲလာကူညီနဲ့အဲဆုံးနဲ့ကွမ်ရှိကိုအန်အောလို့နေခဲ့ပါတယ်အဲနောက်မှာတော့အမျိုးသမီးကလမ်းမေးမှာထိုင်နေတဲ့အဲဆုံးနဲ့ကွမ်ရှိကိုအစာပြေမုတ်ဝဲလာပြီးပြီးတော့သူ့ကိုဘာလို့ကူညီလာလဲလို့ထပ်ပြီးတော့မေးပြန်ပါတယ်အဲဆုံးတော့အမျိုးသမီးရဲ့ခီးဆောင်အိတ်သာအခိုးခံလိုက်လို့ရှိရင်တော်လေးကြောက်စရာကောင်းတဲ့အခြေအနေကိုရောက်သွားမှာကြောင့်မကောင်းတဲ့ကိစ္စတစ်ခုခုမဖြစ်စေချင်လို့လို့ပြောလိုက်ပါတယ် အဲအကြောင်းလေးကိုဒေါ်ကြီးကဂျန်နီမေးသိအောင်လို့ပြောပြနေပါတယ်ဂျန်နီမေးကတော့သဘောမကျဖြစ်နေပေမဲ့အတော်ကြီးကအခုလိုပြန်ပြီးတော့ဂျေဇူးဆက်တာဟာသူငယ်ငယ်ကအမေရဲ့အမွေပြစီကိုစောင့်ရှောက်ပေးသလိုပဲလို့ပြောလိုက်ပါတယ်တကယ်တော့ဂျန်နီအမေကင်းမြောင်တဲ့အတော်ကြီးကညီမဆက်ဆံရင်ရှိနေကြတာပါဒါကြောင့်လဲအိမ်မှာခေါ်ခိုင်းတဲ့လူတိုင်းမမြဲပဲအလုပ်ပြုတ်ပေမဲ့အတော်ကြီးကတော့မပြုတ်ဘဲနဲ့ရှိနေခဲ့တာပါအတော်ကြီးကတော့ဂျန်နီကကင်းမြောင်အောင်ကြည့်ပြီးတော့နေထိုင်တာကြောင့်အဲ့လိုတွေမလုပ်တော့ဘူးပြောနေခဲ့ပါတယ် အန္နာမှာတော့ဂုံမြောင်ဟာရုံပုံဘူရာလိုက်ပုံရင်နဲ့ငိုနေခဲ့ပါတယ်။ဂုံမြောင်ငိုနေရမြင်ပြီးတော့ရုံပုံလည်းမနေနိုင်တော့တာကြောင့်ယထာဘောကနေပြေးဆင်းလာခဲ့ပါတော့တယ်။ဂုံမြောင်တော့ခြေသူကိုမသွားစီချင်တာကြောင့်ခတ်တင်းတင်းဖက်ကငိုချလိုက်တော့တာပါ။ရုံပုံကလည်းငိုယိုပြီးတော့လက်ထပ်မယ်ဆိုရင်သူ့ကိုပဲရွေးဖို့ဂုံမြောင်ကိုတဖွာဖွာမာနေခဲ့ပါတယ်။ဂုံမြောင်တော့လမ်းဆုံးကြီးမလျှောက်ဘဲမသိနိုင်တာကြောင့်စောင့်ကြည့်မယ်လို့သာပြောလိုက်တာပါ။အားကြောင့်ရုံပုံကတော့ဂုံမြောင်မင်္ဂလာဝတ်စုံတဲ့ပုံစံကိုသူဆက်ဆက်လာတွေ့မှာပါလို့ပြောလိုက်ပါတယ်။ကိုမြောင်အမေနဲ့ဘလို့ပဲကြွားချရပြောပြော အမေတို့သမီးတပုံစံတည်းပါပဲကိုမြောင်ကမင်္ဂလာခမ်းမှမဝင်ခင်မှာရှာကြီးတဲ့ငင်းနဲ့ငိုနေခဲ့တာပါအဖေကတော့သမီးကြီးရဲ့လက်ကိုဆွဲပြီးတော့မဝင်ခင်ကိုမြောင်နောက်မှာအမြဲအဖေရှိနေတာကြောင့်လှုပ်ချင်းလို့လှုပ်လိုက်ဖို့ပြောပါတယ်အဲလိုပြောလေလေကိုမြောင်တောင်ဝမ်းနေပြီးတော့ငိုလေလေပါပဲအဲနောက်မှာတော့ကွမ်ရှိလဲမင်္ဂလာခမ်းဝင်မဲ့သမီးရဲ့လက်ကိုဖောက်ဖွာလေးကင်ကခမ်းထဲကိုဝင်လာခဲ့ပါတော့တယ်ကိုမြောင်အတွက်တော့အမေရဲ့အချစ်ဇလန်းကပုံပြင်ကောင်းတစ်ခုလိုပါပဲကွမ်ရှိနဲ့အဲဆုံးရဲ့အကြောင်းသားအရွယ်တုန်းက ာလာကျောစာပွဲတော်ကိုចောင်းသားတွေမှာဖြစ်မနေတော့ပါလေအဲတော့ကဗျာရင်းနေကြတဲ့အထဲမှာအွယ်ဆုံးကစိတ်အောင်အစူးဆိုင်ဆုံးចောင်းသူပါပဲကွမ်ရှိကတော့ကဗျာမရေးတဲ့ပဲအဲဆုံးရေးတာကိုဖတ်ချင်တာကြောင့်ခိုးကြည့်နေခဲ့ပါလေကွမ်ရှိကသူနေရမယ့်နေရာမှာမနေဘဲအဲဆုံးနဲ့တွေ့ချင်တာကြောင့်မရမကလာထိုင်နေတာပါအဲဆုံးလည်းရက်ကွက်ထဲမှာဆိုရင်ကွမ်ရှိကအိယာနိုးတာနဲ့အဲဆုံးနာကိုလိုက်တယ်လို့ပြောကြတဲ့အကြောင်းကွမ်ရှိကိုပြောပါတော့လေကွမ်ရှိကတော့ဒီခါမှာအွယ်ဆုံးမဲ့အနိုင်ရပြီးတော့ကြီးလာတဲ့အခါနာမည်ကြီးကဗျာဆရာဖြစ်လာနိုင်တယ်လို့ပြောလိုက်ပါတယ် အဲတော့အဲဆိုလဲဂွမ်ရှိစာရဲကိုယူကြည့်တော့စိတ်ညစ်သွားပါလေဂွမ်ရှိကအားကစားသမားမလို့စာသေးချာမလိလာ မလုပ်ပါဘူးအဲဆိုလဲစာကတာဂွမ်ရှိဘွားကိုအထောက်ပံ့ပေးမှမလို့သေချာစူးစားသိနေလို့ပြောနေပါလေအဲတော့အဲဆိုကဂွမ်ရှိရေးသားတာတွေကိုဖတ်ကြည့်ပြီးဘိုးဖလန်ရုပ်ကိုဖျက်ပြစ်ဖို့ပြောနေခဲ့ပါလေတကယ်တော့ဂွမ်ရှိကသူ့ကပြားလှပောင်းလို့လက်ပြာရုပ်ဆွဲထားတာပါအဲတော့ဂွမ်ရှိကရန်ဂွမ်ရှိတို့ဆိုတဲ့နာမည်နဲ့သူ့ကိုကပြားတွေကိုရေးပေးဖို့အဲဆိုကိုပြောလိုက်ပါလေအချိန်တွေကြာလာတဲ့အခါမှာတော့လက်ရှိအဲဆိုဟာ ဈေးရောက်မှုဒီနေရာမှာထိုင်နေရပြန်ပါလေ။အဲနောက်ရင်ကုန်းသမားအတော်ကြီးကအဲဆုံးရေးထားတဲ့ကြ བྱ ါကိုဖတ်ကြည့်ပြီးတော့ပြိုင်ပွဲမှာတင်လိုက်ဖို့ပြောပါလေ။ဒါပေမဲ့အဲဆုံးကအကြောင်းသူမဟုတ်တော့တာကြောင့်ဝင်ပါလို့မရတော့ပါဘူး။အဲလိုရောင်းနေကြတော့မှအကြောင်းနေပဲတငယ်ချင်းကိုချမ်းစုကတားလေးလက်ကိုဆွဲပြီးတော့ရောက်လာခဲ့ပါလေ။ချမ်းစုကအဲဆုံးနဲ့အတူအထက်တန်းကျောင်းတက်ခဲ့တယ်သူပါ။တကယ်တော့တငယ်ချင်းတွေကအဲဆုံးကျောင်းကိုသိကျင်နေကြပြီမဲ့အဲဆုံးတွေးဆုံပွဲကိုမလာတာဘာကြောင့်လဲလို့မေးနေပါလေ။အဲဆုံးကဘာမှမပြောတော့ဘဲ ုံမြောင်းရွယ်ကျွန်းစုရဲ့ကလေးကိုကြည့်ပြီးတော့အာနာနေခဲ့ပါတယ်။အားကြောင့်အေဆုံးကတော့သူရောင်းတဲ့မုံတွေကိုအလကားထည့်ပေးလိုက်ပါတယ်။တပတ်မှာတော့အဖေကကုံစုံဆိုင်မှာတွေ့ခဲ့တဲ့ចောင်းသားလေးကိုကြည့်ပြီးတော့အသက်မေးနေခဲ့ပါတယ်။ចောင်းသားလေးကတော့အသက်15နှစ်ရွယ်သာရှိသေးပေမဲ့ဒုံမြောင်းသာရှိတဲ့အသက်ကအတူတူလောက်ပဲဖြစ်မှာပါ။ဒီចောင်းသားလေးကရေခဲចောင်းကိုရှာနေတာကြောင့်ကွမ်းရှိလည်းသဘောကျနေခဲ့ပါတယ်။ကွမ်းရှိကတော့အဲចောင်းသားလေးအတွက်မုံတွေဝယ်ကျွေးခဲ့ပါတယ်။တကယ်တော့ကွမ်းရှိရဲ့ရင်ထဲမှာသားငယ်လေးဒုံမြောင်းကဆက်ပြီးတော့ရှင်သန်နေခဲ့တာပါ။ နာမတော်ကြောင့်မှလိုအပ်တာတွေတိုင်းမင်းနဲ့ရရင်ကဂျေးလက်ဘက်ကအဖွားတွေကသာသမီတည်သွားလဲကောင်းကောင်းနေနိုင်တဲ့အကြောင်းကိုထားပြီးတော့ပြောလိုက်ပါတယ်။အဲဒီစကားကိုကြားလိုက်တဲ့ဂုံမြောင်တယောက်သူ့ဖေနဲ့မေကိုသတိရသွားပြီးတော့တွေးဝေသွားပါတယ်။ရရင်ကတော့အဲ့ကိစ္စတွေကိုအခြေခံပြီးတော့စာနာမှုနဲ့လူပောင်ရင်ကျင်းမှုဆက်ဆက်ပြမလို့ဆိုပြီးတော့ပြောပါတယ်။ဂုံမြောင်တော့ရရင်လောက်တောင်အဲ့လူတွေကလူချင်းဝင်မရှိဘူးလို့ပြောကျင်လာလားဆိုပြီးတော့ထားမေးပါတယ်။ဂုံမြောင်အဲ့လူတွေကဘာမှမဖြစ်သလိုနေတာမဟုတ်ပဲဆက်ပြီးတော့ရှင်းတမ်းမှမလို့သာရှင်းတမ်းနေတာလို့ပြောပါတယ်။ ရဲဝင်ကတော့ဂုံမြောင်ဒီလိုဧထပြောနေတာသူ့ကိုမနာလိုလို့ဆိုပြီးတော့ထင်နေခဲ့ပါတယ်။နိုင်ငံသားပညာသင်ကွင်းကိုရရင်ရတာလဲဂုံမြောင်ငင်းလိုက်လို့သာရသွားတာပဲဖြစ်ပါတယ်။ရဲဝင်ကတော့ဂုံမြောင်သူ့ကိုခဏခဏအစော်ပြေးလို့ပုံစံမျိုးလုပ်ပြီးတော့ GPA သူ့ထပ်ပိုများလို့ရွေးခန္ဓာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲလိုတွေဖြစ်ဖို့ကလည်းမိသားစုအခြေအနေတွေအကုန်လုံးထက်တွက်ထားတာမဟုတ်လို့ရဲဝင်ကပြောလိုက်တာပါ။အနမရဂုံမြောင်ကဘာမှအောင်ဆက်ငင်းမနေတော့ပဲစကားဝိုင်းကနေထထွက်လာခဲ့ပါတယ်။အမေဖြစ်သူအွယ်ဆုံးနှောင်းကလည်း38မဲရခဲ့တာနဲ့မိသားစုချင်းတွေကြောင့ အတန်းကောင်းဆောင်ဖြစ်နေရွေးမခံခဲ့ရပါဘူးအဲတုန်းကလည်းဆရာကလက်တွေ့ဘဝမှာ38မိကအေးမကြည့်တာကြောင့်မန်ကီကသာကြွေးမွေးတဲ့အတွက်အတန်းကောင်းဆောင်ဖြစ်ခန့်ခဲ့ပါတယ်အဲဒီကကြပြားရီထက်ရတဲ့နေ့မှာအတန်းထဲမှာမန်ကီကပေါင်မုတ်ကြွေးပါတယ်ကျောင်းသားရဲ့စာအုပ်ထပ်ပြီးတာနဲ့မန်ကီကြွေးတဲ့ခရင်ပေါင်မုတ်ကိုယူခွင့်ရှိပါတယ်မန်ကီကတော့အမှတ်ပေးစာအုပ်မှာသူရော့ထားတဲ့အမှတ်တွေအဖေးစုမှာကြောက်ပြီးတော့အမှတ်ပြည့်ပြန်ပြင်နေခဲ့ပါတယ်ဒါပေမဲ့ဘာနောက်ခံဘာခရင်ပေါင်မုတ်မှမကြွေးပဲကိုကကိုကိုတဲ့အဲဆုံးကတော့အတန်းထဲမှာအမှတ်တရာအပြည့်ရခဲ့ပါတယ် မန်ကြီးတောင်အမှတ်30သာရတဲ့သူ့ဆွာကိုအမှတ်100ဖြစ်အောင်ပြန်ပြောင်းဆွဲနေခဲ့တာပါ။ဒါအောင်မြင်သွားတဲ့အဲဆုံကတော့လောင်တလို့ယီလိုက်ပါတယ်။အနောက်အဲဆုံကစာအုပ်ထပ်ပြီးတော့ green bomb ကိုယူကပြုံးစီစီနဲ့ထွက်လာခဲ့ပါတယ်။အန်ဆောင်ဆရာလည်းထပ်ထားတဲ့အဲဆုံစာအုပ်ကိုယူကြည့်လိုက်ပါတယ်။ပြီးတော့ဆရာကမန်ကြီးကိုစာတိချလုပ်ရလားလို့អော်မေးလိုက်ပါတယ်။ကြပြားထဲမှာတော့အဲဆုံကသူ့ပုံလေးနဲ့အမှတ်100ဆွဲပြီးအတန်းကောင်းဆောင်အတုပါလို့ရေးထားခဲ့တာပါ။အဲဆုံးကအီမန်ကီးက green bomb ကိုအခုတရားစားထားရင်တော့အမှတ်တရားမရဘူးလို့ကြပြားဖွဲထားခဲ့တာပါ။ အဲ့တော့အမတ်တရားရတဲ့အဲဆုံးတယောက်ခုံပေါက်ပြီးတော့အမေပြေသူစီကိုပြန်လာနေခဲ့ပါလေအဲဆုံးနောက်မှာတော့ကိုရန်တော်ကွမ်းရှစ်လျာအဲဆုံးနဲ့တူပျော်ရွှင်ခုံပေါက်ပြီးအဲဆုံးတို့ကနောက်တကောက်ကောက်လိုက်လာနေခဲ့တာပါအခုလဲအဲဆုံးကဘူဆန်းကီးနဲ့ကျင်ဘတ်တွေ့ခဲ့တဲ့နေရာကိုသူ့ရဲ့ဆိုင်ဖြစ်နဲ့ပြောင်းလဲယူနိုင်ခဲ့ပါလေအဲတုန်းကတော့အဲဆုံးဘွားပြီးသွားပြီလို့ထင်ခဲ့ပြီးတော့အဲဆုံးတယောက်ခိုးကိုရမယ်စိတ်ရှုံနေတဲ့မှာဘူဆန်းကီးပြောတာတွေကိုနားထောင်နေရပါလေအဲဆုံးကဒီဇိုင်းပန်းရှင်ဖြစ်လာတာကြောင့်ဂုံယူနေခဲ့ပါလေအဲဆုံးကဆိုင်နာမည်ကိုစဉ်းစားထားတယ်လို့ပြောလိုက်ပါလေ ရင်ကုန်သမား၃ယောက်လဲဆိုင်နံပါတ်ပေးတာကိုပင်နာတက်တဲ့သူပေးရတာကြောင့်အဲဆွန်းသဘောပဲလို့ပြောလိုက်တာပါအဲဆွန်းလဲဆိုင်နံပါတ်ကိုဆွန်းလေးနဲ့အတော်၃ယောက်လို့ပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်အဲဆွန်းကတော့နံပါတ်ကိုခက်အောင်မပေးခြင်းပဲကြပြာစာအုပ်တောင်ခေါင်းစဉ်ကဖတ်ရလွယ်မှရောင်းဝါကောင်းတဲ့အကြောင်းကိုပြောပါတယ်အဲနာမှာရင်ကုန်သမားအတော်ကသူတို့လဲလမ်းပေးစာစားတော်ရက်လိုက်ပြီးတော့အသက်ဆက်ရှင်ကြမယ်လို့ပြောလိုက်ပါတယ်အဲဆွန်းလဲသူတို့တွေအခုကစားပြီးတော့ထမင်းစပွဲပေါ်မှာပဲထမင်းစားကြရအောင်လို့ပြောကရီမောလိုက်ကြပါတော့တယ် ဒါမှမဟုတ်ဂုံမြောင်ကပေါမောက်ခနဲ့ဝင်တွေ့နေပါတယ်။ဂုံမြောင်ရှိမှာတော့နိုင်ငံရဲ့ချားမှာနိုင်ငံတော်ကရန်မုံဝင်နဲ့ပညာသင်ခွင့်အတွက်အရေးချင်းကမ်းလှမ်းချက်စာရွက်ကရှိနေပါလိမ့်။ပြီးတော့ဂုံမြောင်အင်္ဂလိပ်မေဂျာအကြောင်းသူကဂျပန်ကိုသွားတာဟာတာဖြစ်နေရပဲလို့တွေးမိပြီးဘွဲယူလာလဲနောက်ကျမှဆိုလို့အဆင်မပြေဘူးလို့ထင်နေခဲ့တာပါ။ပေါမောက်ခတော့ဘလိုပဲဖြစ်ဖြစ်ရရင်ထက်ဂုံမြောင်ကိုပဲသွားစေချင်နေတာပါ။ပေါမောက်ခဂုံမြောင်ကိုတည်တည်နှွာကျွေးပြီးတော့အရေးချင်းပြေးမိတဲ့ကမ်းလှမ်းချက်တော့မရတာကြောင့်ပြောထားသလိုလုပ်ဖို့အကြံပေးနေပါလိမ့်။ ။ကိုမြောင်တော့ညင်းဆိုပြီးတော့ပမောက္ခခေါ်ရင်သူထပ်မလာတော့ဘူးလို့ပြောကထားထွက်သွားဖို့ပြင်နေခဲ့ပါတယ်။ပမောက္ခတော့သူနည်းနည်းတော့ချမ်းသာတာကြောင့်နောက်မှသာဆက်ဖို့ကိုမြောင်ကိုပြောလိုက်တာပါ။ဒါမဲ့ကိုမြောင်အကြောင်းသားတွေကကားပါကင်မှာဆိုပမောက္ခရဲ့ကားကသာဈေးပေါဆုံးလို့ပြောကြတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ပမောက္ခကသူ့ကိစ္စတဲ့ကိုမြောင်ကိစ္စပို့ပြီးတော့အရေးကြီးတာကြောင့်ပို့ပြီးတော့ညနေပြောင်းတိုက်တင်တယ်လို့ပြောလိုက်တာပါ။ပမခါတော့ဒီတိုင်းဆက်နေဂုံမြောင်လဲသူ့လိုဖြစ်သွားလိမ့်မယ်လို့ပြောပါတယ်။အဲ့တော့မှတော့ဂုံမြောင်တောင်အင်ကိုဖုန်းဆက်ပြီးတော့အကြောင်းကိစ္စတွေကိုပြောပြပါတော့တယ်။ ကိုမြောင်တော့အမေဖြစ်သူကိုပေါမောက်ခါစီလိန်မော်သီးတွေပို့ပေးဖို့ပြောပါတယ်ကိုမြောင်ပေါမောက်ခါသူ့ကိုနိုင်ငံသားပညာတော်သင်သွားဖို့ပတ်စံထုတ်ပေးမယ်အကြောင်းကိုပါအမေဖြစ်သူကိုပြောပြလိုက်တာပါအဲဆိုလဲခဏတာတော့အံ့ဩသွားပြီးသွားချင်တာတေချာလားလို့ပြန်မေးလိုက်ပါတယ်ကိုမြောင်တော့သူသွားချင်အောင်မသွားနိုင်တာကြောင့်အဲဆိုကလည်းဘလောက်လဲလို့မေးကြည့်လိုက်ပါတယ်ပညာတော်သင်ရဲ့စိတ်ကများလွန်းလာတာကြောင့်ကိုမြောင်တော့မပြောပြချင်ခဲ့ပါဘူးအဲဆိုကဘလောက်ပဲများများသူပို့ပေးချင်နေခဲ့တာပါကိုမြောင်ကမပြောတာကြောင့်အဲဆိုလဲဒေါသထွက်လာပါတော့တယ် အဲဆိုတော့ဂုံမြောင်မှာမိဘမရှိလို့သူများပေးတဲ့ပတ်စံကိုယူနေရလားလို့ပြောလိုက်ပါတယ်။ဂုံမြောင်လည်းဒေါသထွက်ပြီးတော့သူဂျပန်မှာသွားတာကအိမ်ကြောက်မှလူတိုင်းသိတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဂုံမြောင်ကတော့သူ့မိလမ်းမေးဈေးရောက်တဲ့ပတ်စံနဲ့နိုင်ငံသားပြည်နာတော်တင်ပို့လို့မရတာကြောင့်အရန်ပတ်စံရှိနေလမ်းမေးဈေးရောက်တာရက်လိုက်ဖို့ပြောလိုက်ပါတယ်။ဂုံမြောင်ကသစိမ့်တွေနဲ့သူချိုးသားနိုင်တဲ့လောက်အချိန်ပေါင်းရာချီတောင်းချီကျေးဇူးရှိတဲ့ကျေးဇူးရှင်ကိုတော့ဆက်ဆံခြင်းလိုဆက်ဆံခဲ့ပါတယ်။အဲလိုနဲ့ဘတ်စကားဆောင်တွေရောမိုးတွေရလာတဲ့အတွက်ဂုံမြောင်ပြန်ဖို့ပြင်ဆင်ခဲ့ပါတယ်။ ဒီလိုပြန်လာနေတော့လမ်းဘေးတောက်မှာဈေးအောင်နေတဲ့အဖွားကိုတွေ့ပြီးတော့ဂွန်မြောင်းတနားစင်းနဲ့အကုန်လုံးဝေလာခဲ့ပါတယ်။တမမှာတော့အဲဆုံးကညစာပြင်ပေးနေတဲ့ဂွန်ရှစ်ကိုအကုန်လုံးပြန်ပြောပြနေခဲ့ပါတယ်။ဂွန်ရှစ်ကတော့တမီးနဲ့တွေ့ပြီးပြန်လာတိုင်းရက်တောက်လိရှိပြီးအခုလဲအဲဆုံးနဲ့ဂွန်မြောင်းကြားမှာသူဘာမှဝင်မပြောနိုင်ဖြစ်ခဲ့ရပြန်ပါတယ်။အဲလိုနဲ့သူတို့လင်မယားနှစ်ယောက်လဲတိုင်ပင်ပြီးတော့မရင်ကျက်သေးတဲ့တမီးတို့ကအိမ်ကိုရောင်းချပစ်ခဲ့ပါတယ်။အဲဆုံးတယောက်သူ့မိဆိုက်ခဲ့တဲ့တဲသီးတွေကိုကြည့်ပြီးတော့သဘောကျနေပါတယ်။ဂွန်ရှစ်ကတော့ လေးတွေကိုတော့မကြွေးပဲနဲ့အဲဆုံးတယောက်ကသာစားစီချင်တာကြောင့်ဒေသီတွေကိုခူးပေးခဲ့ပါလေ။အဲကြမှာတော့အဲဆုံးကအိုးခွက်တန်းကြီးကြားတာကြောင့်ထားကြည့်လိုက်တဲ့အခါမှာသူ့အမေကိုတွေ့လိုက်ရပါလေ။အမေပြေးသူကပြောင်းရွှေ့တော့မဲ့သူသမီးတို့အိုးခွက်တွေကိုတင်စီပေးနေတာပါ။အဲဆုံးနဲ့အလုံများနဲ့သူ့အမေကိုထိုင်ကြည့်နေနဲ့သူတို့ထွက်သွားတော့မှမလို့ရောက်လာလားလို့မေးလိုက်ပါလေ။အဲဆုံးကသူတို့ပြောင်းတော့မယ်ဆိုတဲ့အကြောင်းစာလေးဆောင်ရေးထားခဲ့တာကြောင့်အမေပြေးသူကတော့စာမဖတ်တတ်လို့ဘာမှမသိဘူးလို့ပြောပါလေ။အဲနောက်အမေပြေးသူကဂွန်ရှင်းနဲ့အဲဆုံးတို့ ဒုံမြောင်းเจ้าမပြောပြကြတာကိုတီးသွားခဲ့ပါလေအမေကတော့ထုတ်ပြောစေချင်နေပြီးတော့အဲဆုံးကတော့အမေကိုပဲမှတ်မိနေတာကြောင့်သားသမီးကိုမမှတ်မိဖြစ်နေရလို့ပြောလိုက်ပါလေအဲကြောင့်အမေကအဲဆုံးကောင်းကိုပုတ်ပေးနဲ့အဲဆုံးကောင်းကောင်းရှင်သန်ရဖို့ကသူ့ဆန္ဒပဲလို့ပြောလိုက်ပါလေအဲနောက်အမေဖြစ်သူကအဲဆုံးကိုနှစ်သိမ့်ပေးနေနဲ့အဲဆုံးကတော့ဒီညမှာလေးဝမ်းနေချင်းတွေနဲ့အိမ်မက်ကနေနိုးထလာခဲ့ပြန်ပါလေဒုံနဲ့ခွန်ရှိအဲဆုံးနဲ့အုံးမြောင်းတို့ဟာပစ္စည်းတွေနဲ့အတူအိမ်အစ်စ်ကိုပြောင်းလာခဲ့ကြပါလေလေမော်ရောက်တဲ့ဂုံမြောင်ကတော့သူ့မေပေးတဲ့အထုပ်ကိုဖြွင့်ကြည့်တော့ ပတ်စံနေအပြည့်ပါနေရတိလိုက်ရပြီးတော့ငိုနေခဲ့ပါတယ်။အဲ့ချိန်အနောက်ခေါင်းကဂျပန်ကလေးတွေကငိုနေတဲ့ဂုံမြောင်ကိုမုံပေးပြီးတော့ချော့ခဲ့ပါတယ်။ဒါမဲ့ဂုံမြောင်တော့အမေတို့ရဲ့အိမ်မက်ကိုတုံးဆောင်ပြီးတော့ပြန်တက်လာမိခဲ့တဲ့အတွက်ဒါမရနိုင်တဲ့မျက်ရည်တွေကတသွင်သွင်းကြာဆင်းလို့နေခဲ့တာပါ။အမေကတော့စာလုံးတာကိုသူရမ်းလှုပ်ချေမိမဲ့သူသမီးကတော့ပညာတော်သင်ထိသွားရတာကြောင့်ဂုံယူလို့နေခဲ့ပါတယ်။အမေဖြစ်တဲ့အွဲဆုံးရဲ့အိမ်မက်ကသမီးကြီးရမ်းဂုံမြောင်စီကိုစီစဉ်သွားခဲ့ရပါတယ်။အဲဆုံးကတော့သူသားသမီးတွေတောင်ပန်ဖြတ်ပြီးတော့ပြန်တက်သွားရင် သူပြန်တန်းနေရတယ်လို့ပဲခံစားရတာကြောင့်မျက်နာမပြတ်ပြုံးဆွင်လျက်ပါပဲတကယ်တော့ပွဲတော်တုန်းကရင်ကုန်းသမားအတော်ဟာအဲဆုံးရဲ့ကြပြောက်ခွင့်ပြုချက်မှာတောင်းခဲ့ပဲပြိုင်ပွဲမှာထည့်ခဲ့ပါလေဒါကြောင့်မဲဦးအဲဆုံးဟာအနိုင်ရရှိခဲ့ပြီးကျောင်းသူမဟုတ်တာကြောင့်ကျောင်းသားတွေလည်းစုခံလိုက်ရပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျနောက်နေ့မှာအပိုင်းဆက်တွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်ဆိုတော့အခုလို recap အကောင်းစားတွေကိုကြည့်ရှုခံစားခြင်းနဲ့ဆိုတော့ channel subscribe လုပ်ပြီးဘေးနားခေါင်းလုံးနှိပ်ထားပြီးတော့စောင့်ကြည့်နိုင်ကြောင်းပါခင်ဗျ ဆိုအစားကနေဆုံးဒီလိုက်ပါကြီးစုအားပေးခဲ့တဲ့ပရိသတ်တယောက်စီးနေတိုင်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန့်ခင်မှုပါ